လွန်ခဲ့တဲ့2023ခုနှစ်ဇွန်လ9ရက်နေ့တွင် မထွေဆန်ကအဖွားနှင့်အတူရွာမှမိုင်30ဝေးသောမိုင်းနာတောင်ခြေဘက်သို့ဟင်းရှာထွက်သွားခဲ့ပါတယ်။မထွေဆန်ကဝါမြစ်တွေးလို့တွားဖို့ယူဖို့ခြုံတော့ဘက်သွားလိုက်ချင်းအတန်အကျယ်ကြီးကြားလိုက်တာနဲ့တပြိုင်နက်မထွေဆန်ကသူမရဲ့ဘယ်ဘက်ခြေတောက်တစ်ချမ်းမှတွေးတွေပန်းထွက်လာတာကို ကိုယ်တိုင်မြင်ပြီးအယမ်းလန့်သွားလို့သူမကိုသူမ တည်ပြီးလို့တောင်ထင်ခဲ့ရပါတယ်။ထိုချိန်တွင် အဖွားဖြစ်သူက အောင်ငိုပြီးမထွေဆန်းညီကြီးပေါ်လဲကျနေတဲ့ဘက်ကိုပြေးလာခဲ့ပါတယ်။အနီးအနားကို အော်ပြီးအကူအညီတောင်းခဲ့တော့လဲဘသူတယောက်မှမရှိတော့ကြောင်းအဖွားကိုယ်တိုင်ညီဖြစ်သူ ထွေဆန်းကိုကြောပိုးပြီးရွာထိပ်ထီရအောင်ဂုံးပိုးပြီးတည်လာခဲ့ပါတယ်။ရွာထိပ်ရောက်တော့လမ်းချက်လာသူများကိုအကူအညီတောင်းခါဝိုင်းမော်စေးုံတို့ ဈေးကူတာခံဖို့တွားခဲ့ပါတယ်။ထို့နောက်ဘဲဘက်ခြေတော့ခြေမျက်စိအောက်ဘက်ဖျက်ထုတ်လိုက်ရပါတယ်။ညာဘက်ခြေကလုံးတွင်လည်းရမ်းစစိုက်ဝင်သွားပြီးမိုးအုပ်ခြင်း၌ရာဒီဥတုအရန်အေးတဲ့အချိန်တွေ၎င်းရမ်းစတွေကြောင့်တကိုယ်လုံးကြိုက်ခဲတဲ့ဝေဒနာကိုလည်းခံစားခဲ့ရပါတယ်။ရွာသူရွာသားများကအမြဲလိုလိုတောတဲ့ဟင်းရှာထွက်ကြပေမဲ့ဒီလိုအဖြစ်မျိုးတစ်ခါမှမကြုံခဲ့ရဘူး။ ကျမတို့လည်းအမြဲကျင်လည်သွားနေကြနေရလဲဟုတ်တယ်။မိုင်းနစ်မိပြီးပောက်ကွဲသွားချိန်အရန်ကြောင်းလန့်တုံလုံးနေလို့ဘာမိုင်းအမျိုးသားလဲဆိုတာတောင်တတိယထားမိတော့ဘူးလို့ Kitchen Stick Human Rights Network ကိုပြောပြခဲ့ပါတယ်။သူမသည်ညခိုင်ဆီယာမလှုပ်ပြီးရွာထဲကကလေးတွေကိုစာတင်ပေးနေတော့လူငယ်တယောက်ဖြစ်ပြီး၎င်းဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်းတွင် စာတင်ပေးရတွင်အာယုံမဆိုင်နိုင်လောက်အောင်ဖြစ်ခဲ့ရပါတယ်။ သူမရဲ့စိတ်ထဲတွင်လဲတောင်ရဘက်သွားရမှာကိုကြောင်ရင်သက်စိတ်တွေဖြစ်သွားပြီးတောဘက်ပြန်သွားရင် အမဲလိုလိုညင်ညို့မိုင်းတွေရှိမှာပဲဆိုတဲ့စိတ်တန်ရာရရှိသွားခဲ့ပါတယ်။ရွာသူရွာသားများနေ့စဉ်နဲ့အမျှဟင်းရှာထွက်သည့်နေရာများတွင်ညင်ညို့မိုင်းများမထားရှိအရန်ကောင်းပါပဲလို့လည်းညွန်နှင့်ခဲ့ပါတယ်။မတ်ထယ်ဆန်ထို့ထို့ဖြစ်ပွားခဲ့တဲ့အချိန်ကာလတွေ ရွာရဲ့နောက်ဘက်မလမ်းမကမ်းဝေးတဲ့နေရာတွင်စစ်ကောင်စီလက်အောက်ခံလီဆွေပြည်သူစစ်တွေကနေရာယူထားခဲ့တာကြောင့်သူတို့ရဲ့နေမြေလို့ပြောရင်လည်းမမှားပါဘူး2023ခုနှစ်အတွင်းကချင်ပြည်နယ်တွင်မြေမြို့ပိုင်းကြောင့်အရက်သားပြည်သူထိခိုက်ဒဏ်ရာရရှိခဲ့သူ10ဦးခန့်ရှိခဲ့ကြောင်းကချင် State Human Rights Network ရဲ့လူခွင့်ရေးမှတ်တမ်းတွင် ဖော်ပြထားပါတယ်။